အစ္စလမ်မဘက်ကအိန္ဒိယလေရင်တွေကိုသူ့လေပိုင်နဲ့ပေါ်ဖြတ်ကျော်ပြန်တန်းခွင့်ပိတ်ပင်လိုက်ပြီးတဲ့နောက်ညူဒေလီကလည်းပါကစ္စတန်လေရင်တွေကိုလေပိုင်နဲ့အသုံးပြုခွင့်ကိုဗုဒ္ဓုံးနေမှာပိတ်ပင်လိုက်ပါတယ်။ဒါဟာနျူကလ িয়ার လက်နက်ပိုင်ရှင်ပြိုင်ဘက်အိန္ဒိချင်းနိုင်ငံကြီးနှစ်ခုအကြားဆက်ဆံရေးထိမ့်မနိုင်တိမ့်မရဖြစ်လာမှုမှာနောက်ဆုံးဖြစ်ပေါ်ခဲ့တဲ့ပါကိုက်ရဲ့နားကိုက်မဲ့လုပ်ရဖြစ်ပါတယ်။ အိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသမှာအရက်သားတွေအပေါ်တိုက်ခိုက်မှုမှာအဆိုးဆုံးဖြစ်ခဲ့တဲ့ဧပြီလ22ရက်နေ့တိုက်ခိုက်မှုမှာအစ္စလာမဘက်ကနောက်ွယ်ကနေအားပေးခဲ့တယ်လို့နယူးဒေလီကစွပ်စွဲထားပါတယ်။ဒီတိုက်ခိုက်မှုမှာအမျိုးသား26ဦးသေဆုံးခဲ့ရတာပါ။ဒီစွပ်စွဲချက်ကိုအစ္စလာမဘက်ကညှင်းဆို့ထားပြီးဒီတိုက်ခိုက်မှုပြီးကြတဲ့ကကက်ရှမီးယားနယ်စပ်မှာအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။ တန်တမန်ရေးရမခန့်ချိမခန့်သာပြောတာနိုင်ငံသားတွေကို နှင်ထုတ်တာနဲ့နေဆက်ပိတ်တာတွေကိုလည်းလုပ်ခဲ့ကြပါတယ်။ပါကစ္စတန်ကအိန္ဒိယလေရင်တွေသူ့လေပိုင်နဲ့အုံပြုတ်ဝင်ကိုဧပြီလ22ရက်နေ့မှာပိတ်ပင်ခဲ့ပြီးအိန္ဒိယကလည်းဗုဒ္ဓုံးနေ့မှာအလားတူပြုလုပ်ခဲ့တာဖြစ်ပါတယ်။အစိုးရထုတ်ပြန်ချက်အရဒီပိတ်ပင်မှုဟာမေ23ရက်အထိရှိနေမှာဖြစ်ပါတယ်။ အစိုးရကလေကြောင်းလိုင်းနေစီအတိပေးအကြောင်းကြားစာအရပါကစ္စတန်မှာမှတ်ပုံတင်ထားတာဒါမှမဟုတ်ငှားရမ်းထားတဲ့လေရင်တွေကိုအိန္ဒိယလေပိုင်နဲ့ဖြတ်ကျော်ပြန်တန်းခွင့်မပြုဘူးလို့ပါရှိပြီးအဲ့ဒီအထဲမှာစစ်လေရင်ပြန်တန်းမှုတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။ အင်္ဂါနေ့ကကျင်းပခဲ့တဲ့တကားပိတ်စည်းဝေးမှာအိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာမိုဒီကဒီတက်ခိုက်မှုကိုတုံ့ပြန်နိုင်မှုအတွက်စစ်တပ်ကိုအပြည့်အဝလွတ်လပ်စွာစောင့်ရွက်ခွင့်ပေးလိုက်တယ်လို့အကြီးအကဲဆိုရသတင်းရင်းမြစ်တစ်ခုက AFP ကိုပြောထားပါတယ်။ပါကစ္စတန်ကအဲ့ဒီတိုက်ခိုက်မှုမှာမိသူမျှမပါဝင်ခဲ့ကြောင်းညင်းဆိုထားပြီးမိသည့်ကျူးကျော်ရန်စားမှုမျိုးကိုမဆိုပြပြတသားတုံ့ပြန်သွားမယ်လို့ကြေညာပြောကြားထားပါတယ်။ လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝင်ပြခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။